ကြီးကြီး mathematics မှာတင်ချရမယ် chapter 1မှာပါတဲ့အကြောင်းအရာလေးတွေအကြောင်းပြောပြပေးမှာရှင်းပြပေးမှာဖြစ်ပါတယ် chapter 1မှာတချို့စပြီးတင်ရမှာဒီ whole number and operation အကြောင်းစတင်ရတယ် whole number အပြည့်အကိန်းတွေကို operation ဆိုတာအပေါင်းအနှုတ်အမြောက်အစားတွေဘယ်လိုလုပ်ကြမလဲပြီးတော့သူ့ရဲ့ place number value တွေတန်ဖိုးတွေအကြောင်းကိုအဖြေထုတ်လို့ရှင်ဘယ်လိုပုံစံနဲ့ထုတ်ရမလဲဆိုတဲ့အကြောင်းလေးတွေပြောရမယ်ပြီးရင် work problem လေးတွေဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ပုံစံလေးတွေပါပါတယ် ဲ့တော့ပထမဦးဆုံးဒါတို့သမီးတို့ကသိရမှာ number system ဆိုတဲ့အကြောင်းလေးကိုတစ်ချက်သိရမယ်။ number system မှာတဲ့ real number နဲ့ imaginary number ဆိုပြီးကဏ္ဍလေးနှစ်မျိုးရှိတယ်။အခုဒီကြီးကြီးမှာချက်လို့သင်ရမှာတော့ real number တွေပဲအကုန်လုံးဂိမ်းစစ်တွေပဲသင်ရတယ်။ imaginary number တော့ SCD မှာဆက်လေ့လာမယ်ဆိုရင်တော့ imaginary number လေးတွေသင်ကြားမှာဖြစ်ပါတယ်။အဲ့တော့ real number လေးကိုစပြောကြရအောင်။ real number ရဲ့မှာမှာ irrational number နဲ့ rational number ဆိုပြီးနှစ်မျိုးခွဲထားတယ်။ irrational number ဆိုတာ square root နဲ့ပေါ်ပြတာတဲ့ပေါ်ပြထားတဲ့ gain တွေကိုပြောတယ်အဆုံးလည်းမရှိ ပြန်လည်းမထက်တဲ့တသမ gain တွေကို irrational number လို့ခေါ်တယ်နောက်တစ်ချက်အပိုင်းငယ်ပုံစံနဲ့ပေါ်ပြလို့မရရင်လည်း irrational number လို့ချက်လို့ခေါ်ပါတယ် ။နောက် rational မှာကျတော့ a ပိုင် b ဆိုတဲ့အပိုင်းဂိမ်းပုံစံနဲ့ဖော်ပြရေးပြလို့ရတယ်။တသမဂိမ်းဆိုရင်တော့အဆုံးလဲရှိတဲ့ပြန်ထက်တသမဂိမ်းတွေကို rational မှာလို့အချက်လို့ခေါ်ပါတယ်။အဲ့တော့ rational ထဲမှာထပ်ခွဲမယ်ဆိုရင် fraction အပိုင်းဂိမ်းတွေနဲ့ integer အပြည့်ဂိမ်းတွေဆိုပြီးထပ်ပါတယ်။အဲ့တော့အပိုင်းဂိမ်းကတော့ရိုးရှင်းတဲ့0 1/2 3 by 2ဆိုတဲ့ဟာမျိုးလေးတွေရှိတယ်။ပိုင်းကိန်းမှာတအားတို့တမီတို့ထပ်ပြီးတော့တည်ထားပါ။ပိုင်းကိန်းစင်းနဲ့ improper fraction နဲ့ proper fraction ဆိုတဲ့နောက်ပိုင်းတော့တည်ရမယ်။အဲ့ဒါတော့နောက်ပိုင်းမှာလာမယ့်အပိုင်းကိန်းအခန်းလေးမှာထပ်ပြီးတော့အသေးစိတ်ပြောပါမယ်။ integer game စစ်သေးပါ game ပြည့်တွေထဲမှာဆိုရင် negative number ရှိတယ်၊ zero ရှိတယ်၊ positive number ရှိတယ် negative number အနောက် integer ဆိုတာဒီတသမဂိမ်းမဟုတ်ဘူးအပိုင်းဂိမ်းမဟုတ်ဘူး10 3 5 6 9 8 9 10တုံညလည်းပါတယ်အနောက်ဂိမ်းပြည့်ရှိတယ်ဘောင်းဂိမ်းပြည့်ရှိတယ်တုံညလည်းရှိတယ်အဲ့တော့0နဲ့ positive number positive integer တွေကိုပေါင်းပြီးတော့ဘယ်လိုခေါ်လဲဆိုရင် whole number လို့ခေါ်ပါတယ် whole number အပြည့်ဂိမ်းဖြစ်သွားတယ်အပြည့်ဂိမ်းလို့ပြောရင်ဒီစဲတို့ဒီ0ကနေစမယ်ဆိုတာသိထားမယ်ကလေးတို့က positive integer ဆိုရင်0မပါပါဘူး အဲ့တော့ posing integer ထဲမှာထက်ခွဲတယ် natural number ဆိုပြီးထက်ရှိပါတယ် natural number တဘာဝ gain တဘာဝ gain ဆိုတာ0မပါဘဲနဲ့ဒီ2 3 4တောက်လျှောက် etc ဆက်ပြီးတော့သွားတဲ့ဟာကို natural number တဘာဝ gain အဲ့တော့တဘာဝ gain ထဲမှာ0ကိုထက်ခွဲတယ် even number ဆိုတဲ့စုံ gain အဲ2 4 6 8 10 odd number မာဂိန်း3390 prime number တုတ်တာဂိန်းတုတ်တာဂိန်းကြီးကအဲဟာနေစားလဲဆိုရင်2 တော့ငါခွန်71 73 79 79ဆိုတဲ့ prime number တုတ်တာဂိမ်းပါတယ် composite number ဆိုတာတုတ်တာဂိမ်းမဟုတ်တဲ့ဂိမ်းတွေကို composite number လို့ခေါ်တယ်အဲ့ဒီထဲမှာကလေးတို့ကတစ်ချက်သတိထားပါသည် composite number ရော prime number ရောထဲမှာ1မပါဘူးဆိုတာကလေးတို့ကသတိထားအောင်အဲ့တော့ composite number ဘယ်အစားလဲလို့မေးရင်4ရနေစားပါတယ်4 6 8 9 etc သွားပါတယ် အဲ့တော့0ကို positive လို့လည်းမခေါ်ဘူး negative number လို့လည်းမခေါ်ဘူးဒီမှာလည်းပါပါတယ်0ဒီ positive number လည်းမဟုတ်ဘူး negative number လည်းမဟုတ် integer ထဲမှာပါတဲ့ဂိတ်တလုံးလို့ပဲသတ်မှတ်ထားမယ်0နဲ့ positive number ကိုပေါင်းလိုက်ရင် whole number ဆိုတာကလေးတို့ကသိရမယ် natural number ထဲမှာမှ even number odd number prime number composite number ဆိုပြီးတော့ရှိတယ်အဲ့ဒီနေရာမှာဒီတစ်ချက်ကို1ဒီ nine dot prime တော့ composite ဆိုတဲ့ဟာလေးကိုကလေးတို့ကသိထားရပါဖြစ်ပါတယ်တော့ပေါင်းချင်းကနန်းနေဖို့ ိုးနံပါတ်တွေပေါင်းမယ်နှုတ်မယ်ဆိုရင်ပထမဦးဆုံးခြေဆိုဒီတည်ထားမှာသူ့ရဲ့ place value တွေ align အရင်ဆုံး line up လုပ်ရမယ်ဆိုတာတည်ထားရမယ် place value နေရာ line ကဏ္ဍနေရာ line တန်ဖို့အရာကဏ္ဍလေးကိုတန်းစီပြီးတော့ရေးရမယ်ပေါင်းလို့ရှိရင်ဇေရိုးကအလျား line ပေါင်းခြင်းငယ်ငယ်ကတင်ခဲ့တဲ့အလျား line ပေါင်းခြင်းရှိတယ် down line ပေါင်းခြင်းရှိတယ် column နဲ့ပေါင်းတာရှိတယ် row align ပြန်ပြီးတော့ပေါင်းတဲ့ဟာရှိတယ်အဲ့တော့ဘလို့ column နဲ့ပေါင်းလို့ရှိရင်ကဏ္ဍလေးကို from right to left ရေးရမယ်ဥပမာဒီမှာဒီစရေးထားတဲ့၄၄ စက်နှစ်ဆက်ရှိသူရဲ့ရှေ့ရဲ့ place value ဒီခုခုကနန်းက1 unit 1လို့ခေါ်တယ်စေကနန်းဆိုရင် tens လို့ခေါ်တယ်ရာကနန်းဆိုရင် hundred လို့ခေါ်ပါတယ်အဲ့တော့သူ့နေရာနဲ့သူဒီစရို့နေရာချဖို့လိုပါတယ်ပြီးရင်195သူရဲ့ place value တွေအလိုက်နေရာချပြီးတော့မှတန်ဖိုးတွေကိုပေါင်းချရင်ရပါပြီ အဲ့တော့နောက်တစ်ချက်ပေါင်းတဲ့အခါမှာ သူ့ရဲ့ solution အဖြေကိုပေါင်းလက်ကို sum လို့ခေါ်ပါတယ် နောက်တစ်ချက်က properties of addition addition ပေါင်းခြင်းဆိုင်ရာကုန်သက်တည်များပေါင်းတဲ့ကမ္ဘာကလေးတို့ကသိထားမှာ commutative property associative property identity property ဆိုတဲ့ကုန်သက်တည်လေးတွေသိရမယ် commutative property ဆိုတာဒီ change the order of addition doesn't change the sum ပေါင်းလက်ကိုသူရဲ့ order of addition တွေကိုဘယ်လိုပဲ addition တွေကိုဘယ်လိုပဲ order change change ပေါင်းလက် sum ဒီပြောင်းလဲသွားခြင်းမရှိဘူးဆိုတာပြောတာပါဖလှယ်ရာကုန်သက်တည်လို့ခေါ်ပါတယ် အဲ့တော့ဖလဲရကွန်တက်တီးစီဒီလိုရေးလို့ရှိရင် property တွေရေးမယ်ဆိုရင် a + b အနုံးနံပါလေးနဲ့ variable လေးနဲ့ရေးတယ် a + b = b + a ဥပမာ x + y = y + x လို့ကလေးတို့ရေးရမယ်။ဘာလို့လဲလို့ပြောရင်ဥပမာဒီစာကြီးမှာရေးထားတယ်4 + 2လေးနဲ့နဲ့ပေါင်းရင်6 2နဲ့4နဲ့ပေါင်းရင်လည်း 6ဖြစ်သွားမယ်အဲ့တော့ဒါမဲ့ဒီလို4 2 2 4လို့ကလေးတို့ရေးလိုက်ချင်းဒီ2နဲ့4နဲ့အတွက်ပဲပေါင်းခြင်းမှန်တယ်လို့ဖြစ်သွားတယ် property ဆိုတာ gain မဲ့ဆို any real number တွေအကုန်လုံးပေါင်းရင်မှန်တယ်ဆိုတာပြချင်းတဲ့အတွက်ရှင်တို့ဒီ unknown number လေးတွေနဲ့ abcd unknown number variable လေးတွေနဲ့ရေးပြရပါမယ်သင်ချာရဲ့ property တကူပါ law တွေ property တွေမှာအဲ့တိုင်းပဲရေးတယ်ဆိုတာကလေးတို့သတိထားမိလိမ့်မယ်ထင်ပါတယ် နောက်တစ်ချက် associative property changing the grouping of atom doesn't change the set သူရဲ့ atom တွေရဲ့အုပ်စုလေးတွေကိုကျေလို့ဘလို့ပဲလှည့်ပြီးပေါင်းပေါင်း associative property သူရဲ့အဲပေါင်းလက်တီလုံးဝပြောင်းလဲသွားခြင်းမရှိဘူးဖက်ဆက်ရအပေါင်းဆိုင်ရဖက်ဆက်ရခုန်တက်တယ်ဥပမာ2နဲ့3နဲ့ပေါင်းရင်5ရတယ်5နဲ့4နဲ့ပြန်ပေါင်း9ရတယ်နောက်တစ်ခုကကြတော့3နဲ့4နဲ့အရင်ပေါင်းတာတော့7 2နဲ့ပြန်ပေါင်းတော့9ရတယ် မလို့မဟုတ်ဘူးကလေးတို့က2နဲ့4နဲ့အရင်ပေါင်းခြင်းတယ်ပြီးတော့မှ3နဲ့ပေါင်းမယ်6 6နဲ့3နဲ့ပေါင်းလဲ9အတူတူပဲအဲ့တော့အဲ့ဒါကို property အနေနဲ့ဒီလိုရေးမယ်ဆိုရင် a b bracket c equal to a b c အဲ့လိုလည်းရတယ်အဲ့လိုမဟုတ်ဘဲနဲ့ a c b လို့ရေးလည်းရပါတယ် identity property တော့ addition ပေါင်းခြင်းဆိုင်ရာထပ်တူရာခုံသက်သည် the sum of 0 and any number ကြိုက်တဲ့ကနန်းကိုပေါင်းလက်ပေါင်းခြင်း0နဲ့ပေါင်းလို့ရှိရင် is that number ဒီဂိမ်းပဲပြန်ရတယ်ဥပမာ4နဲ့0နဲ့ပေါင်းရင်လည်း4ပဲရတယ်0နဲ့4နဲ့ပေါင်းလည်း4ပဲရတယ်အဲ့တော့ပေါင်းအပေါင်းဆိုင်ရာထပ်တူရာဂိမ်းကဘာလဲလို့မေးလိုက်ရင်သူတို့ဒီ0လို့ပြောလို့ရတယ် ။ဥပမာ a+0 ဆိုရင်ပေါင်းနဲ့ a ပဲပြန်ရတယ်။0နဲ့ x နဲ့ပေါင်းရင်လည်း x ပဲပြန်ရတယ်။အပေါင်းထပ်တူရခြင်း additive identity number ဆိုရင်0လို့ပြောရမှာပဲမှတ်ထားပါမယ်။နောက်တစ်ခု subtraction in suppression the solution is called the difference suppression အနှုတ်မှာဆိုရင်နှုတ်လက်ကိုကျွန်တော်ခေါ်တာဒီ difference နှုတ်လက်ခြားနာချက်လို့ခေါ်ပါတယ်အနှုတ်မှာလည်းအတူတူပဲကလေးတို့သိထားမှာသူရဲ့ place value တွေအလိုက်နေရာချမယ်ဥမာ2055 5D 1 ခုနေရာမှာရှိတယ်ယူနစ်လို့လည်းပြောတယ်1နောက်ထပ်ဒုတိယ5ကကြတော့10နေရာမှာရှိတယ်0ကကြတော့100နေရာမှာရှိတယ်2ဟာ1000စနေရာမှာရှိတယ်ညတော့5ထဲက3ကိုနှုတ်တော့2ရတယ်5 -1 က4 2 0အောက်မှာ0ပဲရှိတယ်0 -0 က0 2 -0 ကလည်း2ပဲရပါတယ်အဲ့တော့ဒီအပုပ်စားလေးလည်းကလေးတို့တွက်ကြည့်လို့ရမယ်ထင်ပါတယ်နောက်တစ်ချက် multiplication the solution to the multiplication problem is called the product အမြောက်မှာရတဲ့အဖြေမြောက်လက်ကို product လို့ခေါ်တယ်ဆိုတာသိထားရမယ်အဲ့တော့အမြောက်မှာလည်းအတူတူပဲ185ကို6နဲ့မြောက်မြောက်မှာ6 multiply 5 6 30 300 300 300 48 49 50 51 50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  အဲ့တော့သူ့ရဲ့နေရာလိုက်နေရာအတိုင်းအတိအကျရေးဖို့လိုပါတယ်။အဲ့တော့ဒုတိယဥစားလေးမှာ289နဲ့24ကိုမြောက်ပဲ။ပုံရဲ့ place value ဒီ1နေရာမှာရှိတယ်။အဲ့တော့ဒီဟာသူ့နေရာမှာပဲ1နေရာမှာထားစာရေးမယ်6လေးလီ36 6ရေး3မှတ်38လေးလီ32 33 34 35 5ရေး3မှတ်4နဲ့လီ8 ပြီးရင်သူရဲ့နေရာမှာ2ရဲ့ place value place value နေရာ like tempo ဒီ dance နေရာမှာရှိတဲ့အတွက်နောက်က unit နေရာမှာ0ထားမယ်6နဲ့18ရှင်းရင်တင်မဲ့8နဲ့16ဇက်ခွန်9ရေးတင်မဲ့8နဲ့4 5အဲ့တော့ပေါင်းမယ်6 7 8 7နဲ့1နဲ့ပေါ့နော်8 9 6 6936ဆိုတဲ့အဖြေရပါတယ်။နောက်တစ်ချက် properties of multiplication မြောက်မှာတော့သူရဲ့ကုန်သက်တည်း၃ခုရှိပါတယ်။အပေါင်းနဲ့တူတူပါပဲ။ commutative property of multiplication changing the order of atom မဟုတ်တော့ဥဒီမှာ factor စခွဲကိန်းတွေကိုဘယ်လိုပဲလှည့်ပြီးမြောက်မြောက် does not change the product မြောက်လက်တည်းပြောင်းလဲသွားခြင်းမရှိပါဘူး။ 4320340320အဖြေကအတူတူပဲအဲ့တော့ကျွန်တော် property ဖြစ်တဲ့အတွက်မသိခင် unknown number ဘယ်ဘယ်လေးနေရေးမယ် a a into b equal to b into a အတူတူပဲ associated property or multiplication changing the group of factor doesn't change the product ဘလို့ပဲလက်မြောက်မြောက်ခြေရော factor တွေကိုဘလို့လက်မြောက်မြောက်အဖြေအတူတူပဲဖြစ်တယ်အခု bracket ထဲမှာရှိတဲ့3နဲ့4နဲ့မြောက်တော့7နဲ့7နဲ့4နဲ့မြောက်တော့24ရ3နဲ့4က6 6လေးလီ24အဖြစ်အတူတူပဲဖြစ်ပါတယ်အဲ့တော့ဒါကို property အနေနဲ့ရေးမယ်ဆိုရင် a multiply b multiply c equal to a into b times c ဆိုတဲ့ဟာနဲ့အဖြစ်အတူတူပါပဲ နောက်တစ်ချက် identity property တော့ multiplication အမြောက်ဆိုင်ရာထပ်တူရကုန်တည်း the product of one and any number ကြိုက်တဲ့ကနန်းနဲ့1နဲ့မြောက်ကလေးတို့ရတဲ့ number ဒီ is that number သူမြောက်တဲ့ဂိမ်းပဲရမယ်ဥပမာ21နဲ့1နဲ့မြောက်ရင်လည်း21ရတယ်1နဲ့21နဲ့မြောက်ရင်လည်း21ရတယ်အဲ့တော့ a multiply 1 equal to 1 multiply a equal to a အမြောက်ဆိုင်ရာထပ်တူရဂိမ်းကိုပြောပါဆိုရင်1လို့ပြောပါ အပေါင်းဆိုင်ရာထက်သူရခင်က0မြောက်ဆိုင်ရာထက်သူရခင်ဒီ1ဖြစ်ပါတယ်။နောက်တစ်ချက် division အစားချင်း division is calculated in the process that is commonly called the long division ရာစားမယ်။ solution of the division problem is called the quotient စာလက်ကို0 quotient လို့ခေါ်ပါတယ်။အကျွန်းကိုကြတော့ remainder လို့ခေါ်ပါတယ်။ remainder ကအကျွန်းကိုပြောတာပါ။စာကိန်းက divisor စာကင်အခု7ကို divisor လို့ခေါ်တယ်234ကြတော့ salad quotient လို့ခေါ်တယ်အောက်က0ကကြတော့ remainder remainder အကျွန်းလို့ခေါ်ပါတယ်1638ကိုကြတော့ t gain လို့ခေါ်ပါတယ် t gain ကို dividend လို့ခေါ်ပါတယ်အဲ့တော့အခုစားတဲ့အချိန်မှာအပေါင်းအနှုတ်အမြောက်အစားမှာကလေးတို့တတိထားမိလိမ့်မယ် အပေါင်းရဲ့အနှုတ်ရဲ့အမြောက်ရဲ့တီအနောက်ကနေပြီးတော့သူရဲ့ place value မှာနောက်ဆုံးခုနေရ unit number ကနေပြီးတော့စပြီးတွက်ပါတယ်ဒါပေမဲ့အစားမှာကျတော့ခြေတို့ဒီ shape ကနေပြီးတော့စပြီးတော့ယူပြီးတော့တွက်ရပါတယ်အဲ့တော့ system ကိုဝင်မယ်ဆိုရင်9နဲ့4 16 16တဲက14ကိုနှုတ်လိုက်တော့2အနောက်ကတလုံးဆွဲချ3 23ကိုဝင်တော့9 3 27 ၃နဲ့ကတစ်ကွန်ထုတ်တော့နှစ်၈ဆွဲချရဲ8လေးလီ28အဲ့တော့အကျွန်းဒီနောက်ဆုံး0ဖြစ်သွားတယ်စားလို့ပြက်သွားတယ်အဲ့တော့2 3 4ဒီ1 6 3 8ရဲ့ factor ဖြစ်တယ် uh, 7 also the factor of 1 6 3 8 7ဒီစားလို့ပြက်သွားတဲ့အတွက်7ကလည်း1638ရဲ့ factor စာခွဲကိန်းတစ်ခုဖြစ်ပါတယ် အခု ကလေးတို့ဒီပုတ်စာလေးနှစ်ပုတ်ကိုစာကြည့်လို့အဆင်ပြေမယ်ထင်ပါတယ်။ကိုရှင်းပြပေးသွားတဲ့ဆောင်းရလေးတွေကတော့ကလေးတို့ကြီးတီတင်ချာရဲ့ chapter 1မှာတင်ချာရမယ်အပေါင်းနှုတ်အမြောက်စာဆိုင်ရာပုတ်စာကုန်သတ်တိလေးတွေအကြောင်းကိုပြပြပေးသွားတာဖြစ်ပါတယ်။ chapter 1မှာကျန်ရှိတဲ့နောက်ထပ် more problem ပုတ်စာအချို့ကိုလည်းနောက်ဗီဒီယိုလေးတွေမှာဆက်ပြီးတော့ဩပြပေးသွားမှာဖြစ်ပါတယ်။